အားလုံးပဲမင်္ဂလာပါအခုကတော့ဒါစင်ကာပူမှာပေါ့နော်အိန္ဒိယအပိုင်းနဲ့အလုံငန်းခွင်ဝင်နေတဲ့ညီလေးတယောက်ကို question လေးအမေးသားมาဖြစ်ပါတယ်အာညီလေးနာမည်ကဒါဖြိုးဝေဖြစ်ပါဖြိုးဝေဖြစ်ပါဖြိုးဝေအခုဘာဘာလက်ရှိဒီမှာပေါ့နော်ဘယ်လိုမျိုးအလုံငန်းပိုင်းလေးလုပ်နေရလဲချက်လောက်ဟုတ်လက်ရှိဖြိုးဝေလုပ်နေရတော့ပေါ့နော်ကျွန်တော် interior ပိုင်းခေါ်มาပေါ့နော်ရော renovation လို့လည်းခေါ်တယ်တော်တော်များတော့ interior လို့ပဲတည်ကြတယ်ပေါ့နော်ဒါပေမဲ့စင်ကာပူအခေါ်နဲ့ဆိုရင်တော့ renovation လို့များပါတယ် အဲ့တော့ဖြိုးဝေရဒီမြန်မာကနေပြီးတော့ဒီဆာလုံးမှာလောက်တာအခုဘယ်လောက်ကြာသွားပြီလဲအာမြန်မာကနေဆိုရင်ဒီကိုရောက်တာ2023ကနေစရောက်တော့မဟုတ်ကျွန်တော်နိုင်ငံကြီးတွေဖြစ်ပါညာဘောနော်အဲ့ကနေစဖြစ်တဲ့အချိန်ကျတော့တော်တော်များလည်းဟိုဘာလို့လို့ဘာကမ်းမှမသိတော့ရရလုံးနေပဲလာလိုက်တာကိုမြန်မာမှာခရီးရဒီယာကြီးကိုလှုပ်ဖို့ဆိုစိတ်ကူးမရှိဘူးကိုဟုတ်ဟုတ်ဟုတ်ဘာလို့လဲဆိုတော့အခု ုနကျွန်တော်ပြောသလိုပေါ့နော်ကိုဗစ်တွေဖြစ်အဲပြီးတော့ဒီအကြောင်းကလည်းဆက်တက်လို့မရအဲ့လိုမျိုးဆိုတော့ရရအလုံးနဲ့ပဲဒီဘက်ကိုထွက်လာခဲ့လိုက်တာပေါ့နော်အဲ့လိုဓာကြီးကိုလှုပ်ဖို့တီးတိုင်ဆိုတာမရှိဘူးကျွန်တော်အရင်ကတည်းကပေါ့နော်ကျွန်တော်အကုန်လုံးကနိုင်ငံခြားအလောက်ကြီးထွက်ချင်ကြတဲ့လူတွေမဟုတ်ဘူးပေါ့နော်အဲ့ဒါဆိုတော့အကုန်လုံးကတော့အဲ့လိုတီးတိုင်မှမရှိဘူးပေါ့နော် agent နဲ့ပဲချိန်ပြီးတော့ဒီဘက်ကိုဟုတ်ကောညီလာတော့ကတော့ agent နဲ့ချိန်လာခဲ့တယ်ဒါပေမဲ့အခုအဲ့ agent ကတော့သူကဒီစင်ကာပူဘိုင်းကိုမလှုပ်တော့ဘူးကိုသူကဂျပန်ဘက်ပြောင်းသွားတယ်ညီလာတော့ကတော့ agent ကလည်းအဲ့လောက်ကြီး ဈေးမကြီးသေးဘူးပေါ့နော်အဲ့တော့အခုတော့မြန်မာကနေပြီးဒီဘက်ကိုလာမယ်ဆိုတော့လေစာလုံးကိုလာမယ်ဆိုတော့အလုပ်ပိုင်းလည်း agent နဲ့ရှိသွားပြီဆိုတော့တကယ်လို့ညီလာတော့ကဒီအလုပ်တက်ကိုဘာတွေကြိုပြီးတော့ပြင်ဆင်ရတာတွေရှိသေးလဲညီလာတော့ကတော့ဘာမှပြင်ဆင်ထားတော့မရှိဘူးဒါပေမဲ့ဟိုခုနကပြောသလိုပေါ့နော်ကိုခုနစကားပဲပြန်ကောက်မှာပေါ့ဘာလို့လဲဆိုတော့ ဘာမှလည်းမပြင်ဆင်ထားဘူးဘာမှလည်းမလုပ်ဇုတ်ကနေဇက်ကနေဆိုထွက်လာခဲ့တာပဲရှိတယ်တယောက်တော့အခက်အခဲတွေတော့ရှိတာပေါ့အဲ့ဒါဘာလဲဆိုရင်ကွာကျွန်တော်တို့ဒီဘာသာစကား language ပေါ့အဲညီတို့တော်တော်များများကအင်္ဂလိပ်စကားရန်အားနေကြတယ်တကယ်တမ်းဆိုညီတို့ငငယ်လေးကလေးကယူလာတယ်ဆိုရင်မြန်မာပြည်မှာကျတော့အင်္ဂလိပ်စကားညက်ပြောရင်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့မျိုးရှိတော့လေညီတို့တွေကျတော့ဘာမှပြင်ဆင်ထားမရှိဘူးတယောက်တော့အခက်အခဲအများကြီးတွေ့တယ်ကွာโอเคသတ်တော်ချင်းအလုပ်ထဲဝင်လာတဲ့အခါမှာဘလို့အခက်အခဲတွေညီကြုံရလေးရှိအများကြီးပါပဲအများကြီးတယ်မှာလည်းအခက်အခဲကတော့အများကြီးပါပဲပေါ့ ါ့နော်ပထမအဆုံးအခက်အခဲတစ်ခုကတော့ကျွန်တော် community ကွာတာပေါ့နော်သူတို့ရဲ့ဒီကာချာရန်ကွာတယ်ပေါ့ကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော်တယောက်နဲ့တယောက်ရီတာပြုံးပြအဲ့လိုဖော်ဖော်ရွရွရှိတယ်ဆိုပေမဲ့ဒီနိုင်ငံမှာကျတော့သူတို့ကအလုပ်တစ်ခုလုပ်မယ်ဆိုရင်တည်ကြတာသဘောကျကြတယ်ပေါ့နော်သူတို့တည်တည်ကြကြလုပ်တယ်အဲ့လိုမျိုးရီအရေးအပြုံးနှဲကြတယ်ပေါ့နော်အဲ့တစ်ခုတော့ကာချာအနေနဲ့အဲ့ဒါကွာပါတယ်ပြီးနောက်တစ်ခုက language ပေါ့နော် language ကတော့ကွာဒီ language မှာလည်းနှစ်မျိုးရှိရယ်ကိုဘာလို့လဲဆိုတော့ဒီ single ရဲ့ဒီ culture language ဖြစ်တဲ့တို့ဒီတရုတ်စကားရမယ်ဆိုရင်တို့ရဲ့ဒီ community အရန်ကြည်ပြီးတော့နောက်တစ်ခုက အခုနလိုပေါ့အဆူငေါက်နေတယ်ပေါ့နော်ဒါပေမဲ့ခုနလိုမျိုး international language ဖြစ်တဲ့ကျွန်တော်တို့ဒီအင်္ဂလိပ်စကားကြီးကိုပဲသုံးမယ်ဆိုရင်ကျတော့လေသူတို့ကကျတော့လေတံနည်းနည်းမာတာရှိမယ်အဲ့လိုမျိုးကြီးကျတော့ကိုရီးယားမြန်မာနိုင်ငံမှာကျတော့လေတံမှာဘာညာဆိုလူငယ်ဆိုမသိမကြိုက်ကြဘူးကွာအဲ့လိုမျိုးကရောက်ကစားလေးတော့ရှိတယ်ပေါ့နော်ဆိုတော့အချမ်းမြင့်ပြောရမယ်ဆိုရင်ကွာဘာလဲဆိုရင်ဘာသာစကား language ရှိတယ်နောက်တစ်ခုက ကောမဒီกว่าတယ်ကာချာရမ်းกว่าတယ်ဆိုတော့အဲ့ဒါတော့ရှိတာပေါ့။အော်ရောက်ရောက်ချင်းမှာအဲ့လိုမျိုးအဆင်မပြေတာတွေရှိတာပေါ့နော်။အဲလုပ်ငန်းခွင်အနေနဲ့ပြောရမယ်ဆိုရင်တော့ဘာမှမသိဘူးပေါ့။နောက်ဆုံးကျွန်တော်တို့ဒီအလုပ်ခဲမှာရှိတဲ့ပေဂျိုးတော်မတိုင်းတော့ကျွန်တော်လာတော့ကအဲ့ဒါမျိုးပေါ့။အဲ့တော့အင်တာဗျူးမဖြေရဘူးလားဘယ်လိုဘယ်လိုမျိုးလဲ။အဲကျွန်တော်လာတော့ကကျွန်တော်အင်တာဗျူးလုံးဝမဖြေခဲ့ရဘူး။ဟုတ်ပါဘူး။ဘာလဲဆိုတော့လေအဲကန်ကောင်းတယ်လို့ပဲပြောရမလားကန်ဆိုးတယ်လို့ပဲပြောရမလားပေါ့နော်။အင်တာဗျူးတော့တစ်ခေါက်လာတော့ဖြေလိုက်တယ်။ဒါပေမဲ့သူတို့ကဒီဘက်ကအေဂျင်စီမဟုတ်ဘူးပေါ့နော်။ အဲ့တို့မြန်မာပြည်ကပဲ agency ပေါ့နော်နောက်တစ်ခုဒီမှာဒီဗီဒီယိုမှာအကုန်နဲ့တွေ့တော့တခါတည်းပြောလိုက်ချင်တာကတော်များ agency နဲ့လာကြတယ်ပေါ့နော် agency ကိုအရန်ယုံကြတယ်ပေါ့အဲ့အချိန်ကျတော့တကယ်တမ်းအရန်မယုံသင့်ဘူးပေါ့နော်တချို့ agency တွေကလည်းတကယ်တမ်းဆိုဒီစာလုံးတော့တို့မရောက်ဘူးပဲနဲ့အဲ့တော့မှလုံနေကြတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်အဲ့ကြောင့်တကယ်တမ်းဒူဗေတာပဲခံတဲ့အချိန်ကျကျွန်တော်တို့ကပဲခံရတာဆိုတော့တကယ်တမ်းဆိုလာမယ်ဆိုရင်တေချာစီစစ်ပြီးမှလာစီခြင်းနဲ့ပေါ့နော်တေချာပြင်ဆင်ပြီးမှပေါ့ โอเคလုတ်ထဲမှာဆိုလို့ရှိရင်အခုဘယ်လိုမျိုးပိုင်းလေးလောက်ရအစ်ရှိတယ်အင်ဒီးယားနဲ့ပတ်သက်ပြီးဟုတ်ကဲ့အာညီနေရှိလုံနေရတော့အလုတ်တင်နေနေပဲသွားနေရကိုအလုတ်တင်နေတဲ့ကျော်အင်ဒီးယားဘိုင်းမှာအစုံပေါ့နော်ကျွန်တော်ရီနိုဗေးရှင်းလုပ်တာကောကျွန်တော်ဒီအာအင်ဒီးယားဒီဇိုင်းဘိုင်းလုပ်တာကောပေါ့နော်အာဒီကျွန်တော်အခုရှိမှတင်တယ်လို့ပေါ့နော်ကျွန်တော်ဒီအော်တိုကက် အဲ့ဘိုင်းကောလောက်တာကောဗောနောအစုံပါပဲကို site ဘိုင်းနေပါသွားလို့ပါအဲ site ဘိုင်းနေပါသွားလို့ရတာဗောနောအဲ့တခါကြာဘူးဒါဒီ renovation လုပ်တဲ့ခါကျတော့ site နေပိတ်မှပြင်ရဆိုတော့အချိန်နေပါကြတော့ညဘက်တွေပဲအချိန်နေပါတွေကတော့ကိုတီးကြမရှိဘူးဗောနောဘာလို့ဆိုတော့တချို့တွေကကြာတော့လဲအမနက်7နာရီရနေညနေ9နာရီအထိရုံးချိန်တွေမှာပဲလောက်တာပဲရှိတယ်တချို့တွေကြာတော့လဲအရုံးချိန်ပြီးသွားတဲ့အချိန်တချို့ကြတော့ on site လောက်တာဖြစ်တဲ့အတွက်ည10နာရီကနေစဝင်ပြီးတော့မနက်4နာရီခွဲ9နာရီဒီလောက်ရတဲ့အချိန်လည်းရှိတယ်ဗောနောအဲ့တော့ company ပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့ဒီ စိုင်းနေกว่าသွားတာပေါ့โอเคအဲ့တော့ဒီအလုပ်ပိုင်းကိုလုပ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ညီလက်တာလက်ရှိလုပ်နေတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးလူတယောက်အနေနဲ့အရင်တော့တော့ဒါဟိုလုံးဝမလုပ်ဘူးသေးပဲဒီဘက်ကိုရောက်လာတာဒါပေမဲ့အခုချိန်မှာတော့အချိန်ကာလတစ်ခုထိမှာဒါလုပ်ပြီးသားဖြစ်တာဖြစ်တဲ့အတွက်အခု level အနေနဲ့ဆိုလို့ရှိရင် ဒီအပိုင်းလောက်ရှင်တဲ့သူတွေအတွက်ဆိုညီလေးဘာဘာတွေအသီးဖို့လိုလဲဘယ်လိုမျိုးအကြံပြုကြလဲရှိအော်ဟုတ်ကဲ့ဟုတ်ညို့တော်တော်များလာမေးကြတယ်ကိုအဲဘာလို့လဲဆိုတော့လေဒီအပိုင်းကိုတော်တော်များသဘောကျကြတယ်เนาะဒါပေမဲ့ညီကတော့ပြောချင်တာကတော့အတွေ့အကြုံလုံးဝမရှိဘဲနဲ့လာမယ်ဆိုရင်အနေငယ်တော့ဘာသာစကားတင်စီခြင်းနဲ့ဘောနောဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံမှာကလည်းဘာသာစကားကအဓိကဖြစ်နေရအောင်ပြီးတော့အဲ့ဒါမှကိုကနောက်ဆုံးတို့တင်ပေးမယ်ဆိုရင်တော့ဘာသာစကားမတက်တဲ့အတွက်ကိုကဘာမှဆက်လုပ်လို့မရဘူးပေါ့နော်အဲ့မျိုးဆိုတော့အဓိကကတော့ကိုဘာသာဘယ်ဘာသာကိုရွေးချယ်မလဲပေါ့ဥမာခုနက ဒီအင်္ဂလိပ်ဘာသာစကားကိုပဲရွေးချယ်မလားဒါမှမဟုတ်တရုတ်ဘာသာစကားကိုရွေးချယ်မလားအေးရွေးချယ်ပြီးပြီဆိုမှဘာသာစကားလေး join ပြီဆိုမှဒီလောက်ထဲဝင်စေခြင်းနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ဒီထဲမှာကအတိုင်းတာမားတာဖြစ်ဖြစ်တစ်ခုခုမားရဲဆိုရင်ဘယ်လိုပြောရမလဲအရန်ဟိုအခက်အခဲဖြစ်တယ်ပေါ့နော်ပြီးတော့တို့အချင်းချင်းလည်းဟိုအဆင်မပြေဘူးပေါ့နော်ကျွန်တော်တို့လည်းအဆင်မပြေဘူးအလုပ်တင်ရတာဖြစ်တဲ့အတွက်တို့လည်းကိုရီကိုဆူလို့မရဘူးကိုရီကြောက်လည်းတို့လည်းပြန်ပြီးအပြစ်တင်လို့မရဘူးနော်အဲ့တော့ကိုယ့်ရဲ့ အခက်အခဲဖြစ်တာပေါ့နော်အဲ့လိုမျိုးပါပြီးနောက်တစ်ခုဒီလုပ်ငန်းနဲ့ပတ်သက်ပြီးလာစီခြင်းနဲ့ဆိုတော့လာပါပေါ့နော်ကောင်းပါတယ်အများကြီးတင်ယူလေ့လာလို့ရပါတယ်ပေါ့နော်ပြီးတော့အယောက်ျားလေးတယောက်အနေနဲ့လက်မှုပညာတစ်ခုအနေနဲ့ဆိုရင်တော့ဒါကအရန်ကိုအစဉ်ပြေတဲ့အလုပ်ပေါ့နော်ဟုတ်ကဲ့โอเคအဲ့တော့အဲနောက်တစ်ခုကတော့ဒါညီလေးပြောတဲ့မေးခွန်းလိုမျိုးပေါ့နော်ဟို salary နေနဲ့အရန်ကြီးတိကျပြောကြမှာလို့ဒါပေမဲ့ဘယ်လောက်ဘယ်လောက်ပေါ့နော်အဲ့လိုမျိုးလေဒီဒီညီတို့လုပ်ငန်းပိုင်းမှာပေါ့နော်အဲ့လိုမျိုးလေဆိုရင် rate အနေနဲ့ဆိုဘယ်လောက်ဘယ်လောက်ကြာလောက်ဒီရနိုင်ချေရှိလဲအာ rate အနေနဲ့ဆိုရင်လုံးဝအတိတ်ဆက်ဆက် အလုတ်တင်နေနဲ့လာမယ်ဆိုရင်အညီလာတော့ငါဆိုရင်ဒေါ်လာ600ပဲရတယ်ကို600နေစားဒေါ်လာ600ပဲရတယ်ဗောနော်ဒေါ်လာ600ပဲရတယ်အဲတော့ငါတော့ဘာမှမသိဘူးဗောနော်ဘာလို့လဲဆိုတော့ဒီနိုင်ငံအနေထားလည်းမသိဘူးမြန်မာကနေထွက်လာရင်ပြီးရောဆိုတဲ့အနေထားနေမယ်လာခဲ့တယ်အဲမဲ့ဒေါ်လာ600ဆိုတော့လည်းအဆင်ပြေပါတယ်ဗောနော်ဘာလို့လဲဆိုတော့သူတို့နေစရာပေးတယ်စားစရာတော့ကိုယ်ကနေကိုဗောနော်အဲကိုကလည်းအလုတ်တင်ဘာမှမသိဘူးကိုအဲတော့ဒါပေမဲ့သူကတကယ်ကျွမ်းကျင်သွား တယောက်နဲ့လာမယ်ဆိုရင်ဒေါ်လာ3000ကနေဒေါ်လာ9000အထိရနိုင်တယ်ပေါ့နော်အဲသူကတော့အဓိကကတော့အဲကျွမ်းကျင်အဆင့်ရောက်ဖို့ဆိုရင် Android ဖတ်တတ်ရမယ်ပြီးတော့နောက်တစ်ခုကိုရဲ့ဒီနီလန်းနဲ့ပေါ့နော်ကိုနီလန်းနဲ့ကိုဒီ on site တွေမှာသွားပြီးတော့တိုင်းတာတွေပြူတာတွေပြီးရင်အာ survey တိုင်းတာတွေပါတယ်အဲ့တော့အနေနဲ့သူရှိတယ်ပေါ့နော်အဲ့ဒါအကုန်လုံးလုပ်တတ်တယ်ဒေါ်ရင်အစအဆုံး ကိုင်နိုင်တယ်ဆိုရင်တော့သူကဒေါ်လာ3000နဲ့9000အထက်ပေါ့နော်အဲ့ဝင်းကျင်ပါပဲပေါ့နော်တကယ်လို့ကိုကဂျူနီယာအနေနဲ့လာမယ်ဆိုရင်တော့ခုနကကျွန်တော်ပြောသလိုပေါ့နော်ဒေါ်လာ6000ကနေစလိမ့်မယ်ပေါ့နော်အလုပ်တင်ပေါ့အလုပ်တင်အနေနဲ့လာမယ်ဆိုရင်ပေါ့နော် software ဘိုင်းနေပါကြတော့နောက်ပိုင်းကြီးတို့အဓိကဘာလေးတုံးကြတွေ့ဘူးလေအဲ့ဒီနေပင်ပါပေါ့နော်အတူကအပြင်ပေါ့တခြားပါရှိအဲ software ဘိုင်း ကတော့ဒီဘက်မှာဆိုရင် autocad ကအဓိကတုံးတာပေါ့နော်တခြားဘိုင်းတော့မတုံးကြပါဘူးလေဆိုတော့ကျွန်တော်အသေးဖွားတိုလီထွာလီတွေပဲဆွဲတာဆိုတော့လေတကယ်တမ်း auto gas ဆွဲတယ်ဆိုရတာကြတော့လေတို့ရဲ့ဒီအလုပ်ထဲမှာလိုတဲ့တချို့အပိုင်းလေးတွေကြတော့ကျွန်တော်လက်နဲ့လို့လို့မရတဲ့အရာတွေဆက်နဲ့ CNC တို့ laser တို့နဲ့အစင်ပြေတဲ့အတွက်ကြောင့်မို့ auto gas နဲ့တွဲတုံးတာပေါ့နော်ဟုတ်ဟုတ်ကဲ့ပါအခုအဲ့တော့အခုလို့ဖြေကြပြည့်တဲ့ဖြိုးရကျေးဇူးတင်ပါတယ်ဖြိုးရဟုတ်ကဲ့ပါကျွန်တော်လည်းအခုကျေးဇူးတင်ပါတယ်ကိုအားလုံးပဲ bye 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 bye